ျွန်တော်တို့အားလည်းရမှာတငယ်ချင်းတွေနဲ့တူတူအခုလိုအိန္ဒိယစာလေးတွေတောဆောက်ခဲ့ပါတယ်အဲ့ဒါကတော့တကုံမြို့နယ်တော်ဝင်လမ်းမှာရှိတဲ့ The Marina ဆိုတဲ့အိန္ဒိယ restaurant ပဲဖြစ်ပါတယ်ဒီဆိုင်မှာကအိန္ဒိယက chef တွေကိုတိုင်သေချာချက်ပြုတ်ပေးတဲ့အိန္ဒိယအစားအစာနဲ့တိရိတင်္ဂါအစားအစာတွေပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မှာထားတဲ့ဟင်းပွဲတွေပဲဖြစ်ပါတယ်ခင်ဗျာ The Marina ကအရင်တည်းကရန်ကုန်မြို့မှာနာမည်ကြီးတဲ့အိန္ဒိယ restaurant ပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ဇီယာထမင်းပဲဖြစ်ပါတယ် ပထမအဆုံးကျွန်တော်ကဇီယာထမင်းကိုပကံထဲထည့်ပြီးတော့ထမင်းကြီးပဲတည်တံ့ဝင်မြည်ကြည့်လိုက်ပါတယ်။ဘတ်စမာတီဆန်ကောင်းကောင်းလေးနဲ့ဇီယာနဲ့မွမွေးလေးပဲဖြစ်ပါတယ်။ဒါလေးကဘတ်တာချစ်ကန်ကြက်သားနဲ့ထောပတ်ချက်လေးဖြစ်ပါတယ်။ဇီယာထမင်းလေးနဲ့စားလိုက်အားလုံးဝရှယ်ကောင်းပါပဲခင်ဗျာ။တသားရအောင်တော့ကောင်းပါဘူး။အရန်လိုက်ဖတ်တဲ့ဟင်းအတွက်ဆက်ပဲဖြစ်ပါတယ်။ဒါကကျွန်တော်တငယ်ချင်းခေမာဆက်မဲ့ဖြစ်ပါတယ်။ဟုတ်လား။ဒါကထောပတ်နံဖြစ်ပါတယ်။ ဘတ်တနံပေါ့နော်ဒိန်ကဲချက်လေးနဲ့ကျွန်တော်တွဲစားလိုက်ပါတယ်နှစ်ခုပေါင်းပြီးတော့စားလိုက်တဲ့အရာသာကတံပြားပေါ်မှာထောပတ်မွမွေးလေးတုပ်ထားပြီးတော့ဒိန်ကဲချက်လေးကိုချက်ထားလိုက်တဲ့အရာသာကအရန်ကိုလိုက်ဖက်လုံအောင်ပါတယ်ဒါကကြက်ကင်ကိုဒိန်ကျင်နဲ့ကင်ထားတဲ့ကြက်ကင်ပဲဖြစ်ပါတယ်သူတို့စီကပူစီနဲ့အစိမ်းရောင်အချင်နဲ့ တွဲစားလိုက်တဲ့အချိန်မှာ လုံးဝမအီးဘဲနဲ့စားလို့အရန်ကောင်းတဲ့ကြက်ကင်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တော်တော်ကြိုက်ပါတယ်ဒီကြက်ကင်ကိုကြက်သွန်ကြီးများများလေးနဲ့ပူစီနံအချိန်လေးနဲ့တွဲစားလိုက်တဲ့အချိန်မှာကြက်သွန်ရဲ့ကြွရွားမှုရဲ့ပူစီနံနဲ့ဒိန်ကျင်နဲ့ပေါင်းထားတဲ့အချိန်ရဲ့လက်ဆက်မှုရဲ့ကြက်ကင်အရသာကိုတိတိတတ်တာကြီးခံစားရမှာပဲဖြစ်ပါတယ်ဒါပါမနှုတ်တာဘူးဟုတ်တယ်မလို့မနှုတ်တာဘူးပြီးတော့မနှုတ်တာရင်းရေဆိုပြီး ဘာလို့မနှုတ်တာတွေတို့ခေါ်တာလဲဆိုပြီးတော့ကျွန်တော်ကမေးနေပါလိမ့်ရယ်။ဟင်းရီကချင်းချင်းလေးနဲ့ဆိုတော့အေးပြေသွားပြီးကျွန်တော်ထပ်ပြီးတော့စားနေပါလိမ့်ခင်ဗျာ။ဒါကဟင်းသီးဟင်းရွက်တက်တက်လွတ်ဟင်းပဲဖြစ်ပါတယ်။ဒီအိန္ဒိယဆိုင်မှာတက်တက်လွတ်သမားတွေအတွက်လည်းဟင်းရာလေးအများကြီးရှိလို့နေပါတယ်။ဒါကသူတို့စီက signature တူရှိပဲဖြစ်ပါတယ်ဒီတူရှိကကျွန်တော်တို့မြင်နေကြပပရှိရှိမဟုတ်ဘဲနဲ့အဝိုင်းပုံစံလေးလုပ်ထားပါတယ်တူရှိကတော်တော်ကောင်းပါတူရှိကြီးပဲကိုဒီတိုင်းစားရင်တော့အရန်ကောင်းပါတယ်ကျွန်တော်ကခုနက ကြက်သားနဲ့ထောပတ်နဲ့ချက်ထားတဲ့ဟင်းလေးနဲ့တွဲဆလိုက်တဲ့အချိန်မှာ ပို့ပြီးလိုက်ဖက်တဲ့အရာသာကိုခံစားရပါတယ်။ကျွန်တော်စားဘူးတမျှတူရှည်ထဲမှာတော့အနူးညံ့ဆုံးတူရှည်ရဲ့မျိုးစားတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့နောက်ထပ်ကြက်ကင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ဒီကြက်ကင်ထက်စာရင်တော့ကျွန်တော်ကအရှိကခုနကဒင်ဂျင်နဲ့ကင်ထားတဲ့ကြက်ကင်ကိုပို့ပြီးတော့သဘောချပါတယ်ခင်ဗျာ။ဒါကသူတို့စီက signature မြေအိုးတံပေါက်ပဲဖြစ်ပါတယ်ကျွန်တော်တို့မှာထားတာတော့ကြက်သားတံပေါက်ကိုမှာထားပါတယ် ဘတ်မာတီဆန်ကော့ကော့ရှိရှိလေးကိုဟင်းခတ်အမွေးကြိုင်နိုင်နိုင်လေးနဲ့အစီမများပဲနဲ့ချက်ထားတဲ့ကြက်သားဓာတ်ပေါက်လေးရဓာတ်ပေါက်ဆိုရင်ဤစိတ်နေတာမကြိုက်တဲ့သူတွေအတွက်အကြိုက်တွေ့မှာပဲဖြစ်ပါလေ။ရောကောင်းတယ်ဟုတ်တယ်။ဖောင်တက်မနေဒါကကျွန်တော်တငယ်ချင်းကသူဓာတ်ပေါက်စားကြည့်မယ်ပေါ့နော်။သူဒူဘိုင်းမှာတစ်နှစ်လောက်နေခဲ့ပြီးတော့ဒူဘိုင်းကဓာတ်ပေါက်နဲ့အခုဒမရီနာကဓာတ်ပေါက်ဘယ်ဟာပိုကောင်းလဲလို့မေးခဲ့ပါလေ။ review ပြောလေအင်းဆိုမကောင်းတယ်မရဘူးကျွန်တော်ကတော့အခုအကြံရှိနေသေးတဲ့နံပြားတွေစက်သားထောပတ်ဟင်းတွေတူရှိတွေအားရပါရစားရင်းနဲ့နောက်ထပ်ဘာဟင်းပွဲတွေလာမလဲဆိုပြီးတော့စောင့်နေတာပေါ့နော်ဒမရီနာကိုရောက်လို့ရှိရင်ဘတ်တာနန်ဘတ်တာချစ်ကန်နဲ့ ခုနကကျွန်တော်ပြောတဲ့ဒိန်ဂျင်ကြက်သားကင်လေးကိုစားကြည့်ဖို့ကျွန်တော်ကတော့အကြံပေးပါတယ်။တို့အားလုံးစားပြီးွားတဲ့အချိန်မှာတော့သူတို့စီမှာရှိတဲ့ coffee ကိုစားကြည့်မှာပဲဖြစ်ပါတယ်။ကျွန်တော်မှားထားတာက original coffee ဖြစ်ပါတယ်။ငငယ်တုန်းကမလိုက်များများနဲ့စားခဲ့ရတဲ့ coffee ရဲ့အရသာကိုတိတာစွာခံစားရပါတယ်။嗯，然后，然后，今年有叫过吗？ ပြီးတော့ကျွန်တော်တို့ဂျင်းလက်ဖက်ရည်လေးမှာထားပါတယ်။ကျွန်တော်အိန္ဒိယမှာတောက်ခဲ့တဲ့ဂျင်းလက်ဖက်ရည်အတိုင်းဂျင်းနဲ့မှုမွေးလေးနဲ့တောက်လို့အရင် ကောင်းပါတယ်။ဒါကသူတို့စီမှာရှိရဲမလိုင်လုံးပေါ့နော်ကျွန်တော်နာမည်မထွက်တက်လို့ပါခင်ဗျာ အိန္ဒိယစားစာတွေကိုအရသာကောင်းကောင်းလေးနဲ့စားကြည့်နေဆိုလို့ရှိရင် The Marina မှာစားကြည့်ဖို့ကျွန်တော်ကတော့ recommend လုပ်ပါတယ်ခင်ဗျာ Oh my god ခင်မဆန်းအထွက်ကျန်းလိုက်တာဟုတ်ရပါလား